မင်္ဂလာပါရှင်ဒီနေ့တော့အင်ဂျီလေဗင်းဖောက်တဲ့အကြောင်းလေးပြောပြပေးမယ်နော်ဒါကလေဗင်းပုံမှန်လေဗင်းကို ဖောက်တာပါပြီးတော့မှလူတလောက်အကျေကိုထတ်ချက်ရတာပါဒါပုံမှန်လေဗင်းဖောက်တာပါနော်သူက၁၂ခွဲဆိုလို့ရှိရင်ဘီးအကျေကနှစ်လက်မအရှိအကျေကနှစ်လက်မနဲ့နှစ်စိတ်နောက်ချမ်းလေလေဗင်းနဲ့ရှေ့ချမ်းလေဗင်းဖောက်တဲ့အချိန်မှာနောက်ချမ်းကဘီးအကျေနှစ်လက်မနောက်ချမ်းလေဗင်းအောက်ပိုင်းကိုအကျေဖောက်ရင်တလက်မကိုထားပြီးတော့ဖောက်ပြရပါတယ်နော် ။ဒီဟာကဒါဘေးအကျေကနှစ်လက်မှဒီဟာနောက်ထမ်းလေပင်အကျကတလက်မှကွဲ။ဒါကရှေ့ချမ်းလေပင်။ရှေ့ချမ်းလေပင်ရဘေးအကျေနှစ်လက်မှဒီအောက်အကျကကြတော့ဘာပေါ့နှစ်နှစ်စိတ်ပေါ့။သူကပုံတင်နီးရတော့လေပင်စနစ်ခွဲဆိုလို့ရှိရင်နှစ်လက်မှနှစ်လက်မှနဲ့နှစ်စိတ်။အဲ့တော့ဘေးအကျေနှစ်လက်မှဒီအောက်အကျေကနှစ်လက်မှနဲ့နှစ်စိတ်။သူကနောက်ချမ်းလေပင်အကျဖောက်တာကိုတော့ထည့်မပြောဘူး။သူက နောက်နောက်ချမ်းလေပင်အကြာကပုံမှန်တလက်မခွဲ ဖောက်ရတာပါနော်အဲ့တော့ပုံတိနီရဆိုရင်လေပင်ဆက်နှစ်ခွဲဆိုလို့ရှိရင်နှစ်လက်မနှစ်လက်မနှစ်စိတ်ဒါကလေပင်ဆက်သုံးဒါက113 113ဆိုလို့ရှိရင်နှစ်လက်မနဲ့တစ်စိတ်နှစ်လက်မနဲ့၃စိတ်၄စိတ်ကွာသွားတိုင်းကွာသွားတိုင်းတစ်စိတ်တစ်စိတ်စီ तू ကတိုးသွားပါတယ်ဒါ ဘေးကျဲနှစ်လက်မတစ်စိတ်နောက်ချမ်းအောက်အကြတစ်လက်မကွဲဒါဘေးကျဲနှစ်လက်မနဲ့တစ်စိတ်နောက်ချမ်းအောက်အကြကအရှိချမ်းအကြဘူးကြတော့နှစ်လက်မနဲ့သုံးစိတ်အဲ့တော့လေဘင်း73ဆိုရင်နှစ်တစ်စိတ်နှစ်သုံးစိတ်နှစ်တစ်စိတ်ဘေးကျဲနှစ်တစ်စိတ်နှစ်သုံးစိတ်ဒီအားလေးကကြတော့73ကွဲလေဘင်း73ကွဲဆိုရင်နှစ်နှစ်စိတ်နှစ်လေးစိတ်ဒီလိုမျိုးပဲဘေးကျဲနှစ်နှစ်စိတ်ဘေးကျဲနှစ်နှစ်စိတ်ရှိချမ်း နှစ်၄စိတ်နှစ်နှစ်စိတ်နှစ်၄စိတ်လေပင်၁၃ခွေဒါကလေပင်၁၄၁၄ဆိုရင်နှစ်၃စိတ်နှစ်၅စိတ်ဘေးကျဲနှစ်၃စိတ်နောက်ချမ်းအကြကတစ်ခွေအကယ်၍နက်နက်မကြိုက်ဘူးဆိုလို့ရှိရင်တလက်မလည်းဖောက်လို့ရပါတယ်အာဟိုအရင်ပိန်ပိန်လေးဆိုလို့ရှိရင်တော့တလက်မကွဲမဖောက်ဘဲနဲ့တလက်မလောက်ဖောက်ချင်လည်းရပါတယ်ဒါကရှေ့ချမ်း ဘေးတယ်နှစ်30စိတ်အောက်အကြနှစ်50စိတ်ဇာကစလေးွယ်ဘေးတယ်နှစ်40စိတ်နှစ်60စိတ်ဒါကဘေးတယ်ဒါကရှေချမ်းအောက်ကြဒါဘေးတယ်နှစ်40စိတ်နှစ်40စိတ်ဒါက260စိတ်ဒါရှေ့ချမ်းဒါကဘေးကျအနောက်ကရှေ့ရောဘေးကျက240စိတ် ရှည်ချမ်းအောက်ကြက26စိတ်24စိတ်26စိတ်အကစငါဒေဗင်းစငါလေဗင်းစငါဆိုလို့ရှိရင်25စိတ်29စိတ်ဘေးကျန်25စိတ်ဘေးကျန်25စိတ်အောက်အကြက်29စိတ် ဒါကိုကြည့်ပြီးတော့ရှင်းမယ်လို့ထင်ပါတယ်။ဒါကမူရင်းလေပင်ပေါက်တာလို့ခေါ်တယ်။ဒီလိုဆွဲပြီးတော့မှကိုကလိုချင်တဲ့လောက်ဘေးကိုထပ်ပေါက်ထပ်ပေါက်ရမယ်။ဒါကိုတော့နောက်ထပ်သင်ခန်းစာတစ်ခုမှပြောပြပေးပါမယ်ရှင်။